င်္ဂလာပါရှင်ရန်ကုန်ခေတ်ရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်တက်မ33တက်မမှုနဲ့တက်မ69တက်မမှုတို့ကိုရာထူးကနေဖယ်ရှားလိုက်ပြီးတက်မ33ဘုံမှုချုပ်ကြော်ဆက်မြင့်ကိုနန်းတွင်းစစ်ကြောရေးမှာဖမ်းဆီးစစ်ဆေးနေပါတယ်စစ်ကောင်စီကဆက်ချုပ်ရွေးကတိုက်လေပြက်ကြတယ်လို့လိန်လေသတင်းထုတ်ပြန်ချိန်မှာ PLL ကပြက်ကျတိုက်လင်ရဲ့ဓပုံတွေကိုဝေစားစားထပ်မံထုတ်ပြတဲ့တဲ့ပါဝင်ရန်ကုန်ခေတ်တဲ့မနက်ခေတ်တဲ့နေကိုတက်ဆက်ပေးပါမယ်။အခုပထမဆုံးတက်ဆက်ပေးခြင်းတဲ့တဲ့တပုတ်ကတော့အကျန်းဖက်စစ်ကောင်စီကတမ69တမမှုဘုံမှုချုပ်တင်မောင်ကျော်နဲ့တမ33တမမှု ဗိုလ်မှူးချုပ်ကျော်ဆက်မြင့်တို့ကိုရာထူးတာဝန်တွေကနေဖယ်ရှားလိုက်တယ်လို့စစ်ဘက်သတင်းမြစ်တွေကိုကိုးကားက CDN ဗိုလ်ကြီးစင်ရောကရန်ကုန်ခေတ်စ်ကိုပြောပါရယ်တမ69တမမှုတမောင်ကျော်ကိုစစ်ရှုံးလို့ဆိုပြီးနေပြည်တော်ကိုချက်ချင်းပြန်ကောက ရာထူးတောင်ဝန်ကနေဖယ်ရှားလိုက်တာဖြစ်ပြီးအရန်အင်အားဖြင့်ထားရှိလိုက်တယ်လို့လဲစီရီယန်ဗိုလ်ကြီးစင်ရောက ပြောပြပါဗါးသူနေရာမှာဟာခအခြေချာစစ်ဗျူဟာမူဗိုလ်မှူးချုပ်စိုးဝင်းထွန်းကိုတက်မ69တက်မမိုးဖြင့်အစာထိုးခန့်အပ်လိုက်တယ်လို့လည်းသိရပါဗါးကချင်းပြည်နယ်ဖားကန့်မြို့အခြေဆိုင်တက်မ33တက်မမိုးဗိုလ်မှူးချုပ်ကျော်ဆက်မြင့်ကိုတော့ဖားကန့်မှာစစ်ရေးစိုးမိုးထားနိုင်တဲ့အောင်သတင်းလိမ်လည်တင်ပြမှု ကိုဂျိုးရှာစီဝါရေးလှုပ်ဆောင်မှုတွေအတွက်ယာရူးတာဝန်ကနေဖေရှားကအရန်အင်အားပြောင်းရွှေ့လိုက်ပြီးစစ်ဆေးမှုတွေကိုလှုပ်ဆောင်နေရလို့လည်းသိရပါဗျာ။ယာရူးကနေ ဖေရှားခံလိုက်ရတယ်။ တက်မ33တက်မမှုဘုံမှုချုပ်ကြော်ဆက်မြင့်နေရာမှာတက်မမှုသည့်ဖြစ်စစ်ဦးစီးတက္ကသိုလ်ကဘုံမှုကြီးကောင်းမင်းထုတ်ကိုခန့်ထားပြီးအဲ့ဒီကောင်းမင်းထုတ်ဆိုသူဟာလည်းလက်ရှိစကိုင်းမှာရောက်ရှိနေတာဖြစ်ပြီး မကြာမီမှာဖားကန့်မြို့တက်မကုန်းကိုတွားရောက်မှာဖြစ်တယ်လို့လည်းသိရပါတယ်ရှင်စကိုင်းတရင်တပုတ်ကိုကြည့်အောင်ပါစကိုင်းတိုင်းပလဲမြွနယ်မှာပြစ်ချခံရလို့တိုက်လေပြစ်ကြတာကို ဆက်ချိုယွင်းပြီးပြက်ကြရလို့စစ်ကောင်စီဘက်ကသတင်းလင်လင်ထုတ်ပြန်တဲ့အချိန်မှာပဲပြည်သူလွတ်မြောက်ရေးတပ်မတော် PLA ကပြက်ကြတိုက်လေရတဲ့တပ်ပုံတွေကိုဝေးစားစားထပ်မံထုတ်ပြလိုက်ပါတယ်။ဇွန်လ10ရက်နေ့မွန်လွယ်နေ့လယ်12:00လောက်မှာပလဲမြို့နယ်ကန်တောက်ရဲစခန်းသိမ်းတိုက်ပွဲကိုဘုံလာကျဲတယ်။အကြမ်းဖက်စစ်တပ်ရဲ့ Jet Fighter တစ်စီးကိုပြည်သူလွတ်မြောက်ရေးတပ်မတော် PLA ကပြစ်ချခဲ့တာလည်းဖြစ်ပါတယ်။အဲဒီလိုပြစ်ချလိုက်ပြီမဲ့လေစစ်ကောင်စီကတော့ဆက်ချုပ်ရင်းပြီးတိုက်လေရင်ပြက်ကြတာဆိုပြီးလိန်လေတရင်ထုတ်ပြန်လာချိန်မှာပဲ PLA ကပြက်ကျတိုက်လင်ရဲ့ဓပုံတွေကိုဝေစာစာထပ်မံထုတ်ပြန်လာတာလည်းဖြစ်ပါတယ်။အကြမ်းဖက်စစ်ကောင်စီကတိုက်လင်ရဲ့ဆက်ဟရင်တွေပြစ်ချခံရကပြက်ကျတိုင်းမှာဆက်ချို့ရင်းပြီးပြက်ကျရလို့အမဲလိုလိုလိမ့်လဲတရင်ထုတ်ပြန်လေးလည်းရှိပါတယ်။မေလ20ရက်ကလည်းကချင်ပြည်နယ်ဗမော်မြို့ကိုစစ်ကူလာပို့တယ်။စစ်ရဟရင်နှစ်စီးကို KIA ကအသေးခံ drone တွေနဲ့ပြစ်ချနိုင်ခဲ့ပြီးရဟရင်ပြက်ကျမှုကိုလည်းစစ်ကောင်စီဘက်ကဆက်ချို့ရင်းလို့ပြက်ကျခဲ့တယ်လို့ဆိုပြီး ီလိမ့်လေသတင်းထုတ်ပြန်ခဲ့ပါသေးတယ်ရှင်ဒီတစ်ခါမှာတော့အာရခတက်တော်အေအေနဲ့တိုက်ပွဲပြင်းထန်နေတဲ့ရခိုင်ပြည်ကြောက်ဖြူမြို့မှာကြောက်ဖြူအထူးစည်းဝါးရေးဆောင်ရဲ့အစိပ်ပိုင်းတစ်ခုဖြစ်တဲ့ကြောက်ဖြူရင်နဲ့စိတ်ကန်စီမံကိန်းကိုဆက်လက်လှုပ်ဆောင်သွားမယ်လို့လည်းစစ်ကောင်စီကပြောကြားလိုက်ပါတယ်။ပြီးခဲ့တဲ့ဇွန်လ9ရက်နေ့ကရေပြည်တော်မှာပြုတ်လုခဲ့တဲ့မြန်မာအထူးစည်းဝါးရေးဆောင်ဆိုင်ရာဗဟိုလုပ်ငန်းအဖွဲ့ရဲ့ပထမအကြိမ်အစည်းအဝေးမှာ စစ်ကောင်စီရဲ့ရင်းနှီးမြှုပ်နှံမှုနဲ့နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဒေါက်တာကန်စောကအခုလိုပြောဆိုခဲ့တာလည်းဖြစ်ပါတယ်။ဒါအပြင်တီလဝအထူးစီးပွားရေးဆောင်မှာပြည်ပပို့ကုန်တိုးမြင့်တင်ဖို့နိုင်ရေးဆောင်ရွက်ရန်လည်းလိုအပ်နေပြီးပြည်ပပို့ကုန်မြင့်တင်အောင်ဆောင်ရွက်ခြင်းနဲ့နိုင်ငံရဲ့ကုန်သွယ်လုံငွေပြမှုကိုနည်းနိုင်သမျှနည်းအောင်ဆောင်ရွက်ရမယ်လို့လည်းဒေါက်တာကန်စောကပြောဆိုခဲ့ပါတယ်။ဒါပေမဲ့လက်ရှိအချိန်မှာတော့ ကျောက်ဖြူမြို့မှာစစ်ကောင်စီတပ်ရင်းတွေကာကင်းစခန်းတွေနဲ့အခြေဆိုင်တပ်စခန်းတွေမှာအရခတက်တော် AA နဲ့တိုက်ပွဲဖြစ်ပွားနေရလည်းဖြစ်ပါတယ်။အဲ့ဒီစစ်ကောင်စီစခန်းတွေထဲကလိတ်မော်ကာကင်းစခန်း၊မင်းတက်တောင်စစ်စခန်းနဲ့နှမ်းဖဲတောင်ကာကင်းစခန်းတို့ကိုအရခတက်တော် AA ကသိမ့်ပိုက်ထားတာလို့လည်းမြေပြင်သတင်းမြစ်တွေစီကနေသိရှိရပါတယ်။ဒါအပြင်ဗိုလ်မှူးချုပ်ကျော်မျိုးအောင်လို့လဲစစ်တပ်ရာဇဝကြီးသူဟာတိုက်ပွဲမှာတေဆုံးထားတယ်လို့ တိုင်းစစ်ဦးစီးမှုပထမတန်းဒုတိယဘုံမူကြီးအပါဝင်စစ်တုံမှန်15ဦးကိုလည်းအေအေကအရှင်ဖမ်းဆီးရရှိထားသလိုတက်ပြတ်သွားတဲ့စစ်ကြောင်းတွေဟာလည်းကစင့်ကလေးအားထွက်ပြေးနေတဲ့အတွက်ကြောင့်အေအေကလိုက်လံရှင်းလင်းနေတာလည်းဖြစ်ပါတယ်။အဲဒါကြောင့်အေအေဟာကြောက်ဖြူမြို့သိမ်းတိုက်ပွဲကြီးကိုအချိန်မရွေးဆင်နွှဲလာနိုင်တဲ့အခြေအနေမှာ အာနာသိစစ်ကောင်စီဘက်ကကြောက်ဖြူမျိုးကစီမံကိန်းတွေကိုဆက်လက်အကောင့်ထဲပေါ်မယ်လို့ပြောဆိုနေတာဟာလက်တွေ့မကြဘူးလို့လည်းသုံးသက်သူတွေကပြောဆိုနေကြပါတယ်ရှင်တနင်္သာရီတိုင်းတင်းတဘောကိုတက်ဆက်ပေးကြပါမယ်။တနင်္သာရီတိုင်းတခွဲခန်ထိုင်းမြန်မာနယ်စပ်က .2566 စစ်တပ်စခန်းကို သိမ်းပိုက်ရရှိထားတယ်လို့ KNU ဗိတ်တဝဲခရံတင်းနေပြန်ကြားရေးဌာနကတင်းထုတ်ပြန်လိုက်ပါတယ်။ဇွန်လ10ရက်နေ့နေ့လယ်ပိုင်းက ထိုင်းမြန်မာနယ်စပ်ကစစ်ကောင်စီရဲ့ရှေ့တန်းစစ်ကန်ကို KNL ဥဆောင်တဲ့တပ်ဖွဲ့တွေကသိမ်းပိုက်ရရှိခဲ့လို့လဲ KNU ကသတင်းထုတ်ပြန်ထားပါဗျ။အဲ့ဒီစခန်းကိုဇော်လ၈ရက်နေ့ကတည်းကစတင်တက်ခတ်ခဲ့တာဖြစ်ပြီး၃ရက်အကြာမှာသိမ်းပိုက်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။သိမ်းပိုက်ရရှိထားတဲ့ point 2566ထိုင်းမြန်မာနယ်စပ်စခန်းရဲ့အထိုင်တက်ဟာခလာရ25ဖြစ်ပြီး ထီထာပြူဟာရဲ့ကိုကဲမှုအောက်မှာရှိနေတဲ့နယ်ဆက်စခန်းလည်းဖြစ်နေပါဗါတယ်။အဲ့ဒီတိုက်ခိုက်သိမ်းပိုက်မှုကိုကရင်မျိုးသားလူမျိုးရေးတပ်မတော်တပ်မဟာ၄ကဦးဆောင်ပြီးကရင်မျိုးသားကာကွယ်ရေးတပ်မတော် KND ကိုတက်ရင်ခေါ် တပ်မဟာဒရုန်းတပ်ဖွဲ့တီမိုပွားဒေတာကတစ်တော်ဌာန KNPF လုံချိုရေးတပ်ဖွဲ့အမျိုးသမီးအစည်းအရုံးနဲ့မဟာမိတ်တပ်မတွေဖြစ်တဲ့ TPLF နဲ့ FFD ဒရုန်းတပ်ဖွဲ့တို့ပူးပေါင်းတိုက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ်တယ်လို့လည်း KNU ဗိတ်ထဝဲခရံသတင်းနဲ့ပြန်ကြားရေးဌာနကသတင်းထုတ်ပြန်ထားပါဗါတယ်။အဲ့ဒီ body စကန်ခေါ် point 2566စကန်ကိုမသိမ်းပိုက်ခင်မှာ ထိခိနေဆက်စကန်နဲ့ထိတာပြူဝစကန်တို့ကိုဧပြီလနဲ့မေလအတွင်းမှာ KNL နဲ့တော်လိုင်းပူပေါင်းတပ်ဖွဲ့တွေကတိုက်ခိုက်သိမ်းပိုက် ခဲ့ပါသေးတယ်ရှင်။ဒီတကမှာတော့အမေရိကန်ပြည်ထောင်စုမှာရောက်ရှိနေတဲ့မြန်မာပြည်သူတွေရဲ့အခက်အခဲတွေကိုကုညီဆောင်ရွက်ပေးသွားမယ်လို့လည်း NUG အစိုးရပြည်ထောင်စုဝန်ကြီးဌာနရော ပြောရေးဆိုခွင့်ရှိသူဦးနေဖုန်းလက်ကပြောဆိုလိုက်ပါတယ်။ဇွန်လ10ရက်နေ့မှာပြုလုပ်ခဲ့တဲ့အမျိုးသားညီညွတ်ရေးအစိုးရရဲ့ပြည်သူလူထုနဲ့နိုင်ငံတကာတို့သတင်းစကားပြောကြားခြင်းအစီအစဉ်မှာပြည်ထောင်စုဝန်ကြီးချုပ်ရောပြောရေးဆိုခွင့်ရှိသူဦးနေဖုန်းလက်ကအခုလိုထည့်သွင်းပြောဆိုခဲ့တာလည်းဖြစ်ပါတယ်။အမေရိကန်ပြည်ထောင်စုကိုရောက်ရှိနေပြီးအကြောင်းမျိုးမျိုးကြောင့်ပြန်နိုင်သူတွေအနေနဲ့ တည်ဆဲဥပဒေတွေစီမင်းစည်းကမ်းတွေကိုလိုက်နာကြဖို့တိုက်တွန်းလိုက်သလိုအခက်အခဲရှိလာရင်လည်းဆောင်ရွက်နိုင်တဲ့ကိစ္စဆိုရင် တတ်နိုင်သမျှကူညီဆောင်ရွက်ပေးသွားမယ်လို့လည်းပြည်တော်စုဝန်ကြီးချုပ်ရောပြောရေးဆိုခွင့်ရှိသူဦးနေဖုံးလက်ကပြောပါရယ်ဒါပေမဲ့အမေရိကန်ပြည်တော်စုကပြည်ဝင်ခွင့်ပိတ်ပင်တဲ့နိုင်ငံဆင်းတဲ့မှာမြန်မာနိုင်ငံဟာပါဝင်နေတာကိုစိတ်မကောင်းစရာအနေနဲ့တွေ့မြင်ရပြီးအမေရိကန်ပြည်တော်စုအနေနဲ့လုံခြုံရေးအပါဝင်တခြားကိစ္စရပ်တွေနဲ့ပတ်သက်ပြီးစိုးရင်စရာတွေရှိနေတဲ့အတွက်ကြောင့်လုံ့တဲ့ကိစ္စတွေဆောင်ရွက်တာကိုနားလည်လို့လည်းထပ်မံပြောကြားခဲ့ပါတယ်ရှင်။ အခုနောက်ဆုံးတက်ဆက်ပေးခြင်းတဲ့တဲ့ပုတ်ကတော့မတရားအကျဉ်းချခံရတဲ့လူထုခေါင်းဆောင်ဒေါအောင်ဆန်းစုကြည်လွတ်မြောက်ရေးအတွက်ဇွန်လ16ရက်နေ့မှာကြာရောက်မဲ့ဒေါအောင်ဆန်းစုကြည်မွေးနေ့မှာပြည်သူအများကဆုတောင်းမေတ္တာပို့သခြင်းနဲ့ Happy Birthday ဆိုဗီဒီယိုချက်လက်မှာပူပေါင်းပါဝင်ကြဖို့အတွက်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ကပြည်သူတွေကိုမြစ်တာရက်ခံတိုက်တွန်းလိုက်ပါတယ်။စုတော်မြစ်တာပို့ခြင်းကိုဒေါ်ဆန်းစုကြည်ရဲ့နှစ်80ပြည့်မွေးနေ့ဖြစ်တဲ့2025ခုနှစ်ဇွန်လ19ရက်နေ့မနေ့8:00တတိမှာပြည်သူတွေကမိမိတို့နေအိမ်တွင်သောမဟုတ်ရောက်ရှိရာအဆောင်အတွင်မှာမိမိတို့ကိုးကွယ်ယုံကြည်ရာဒလေတိုင်း ဒေါအောင်ဆန်းစုကြည်နဲ့နိုင်ငံရေးအကျဉ်းသားတွေလွတ်မြောက်ရေးကိုဆန္ဒပြုဆုတောင်းမြတ်တာပို့တာခြင်းကို၈မိနစ်ကြာဆွံ့ပေးကြဖို့တိုက်တွန်းနှိုးဆော်ထားပါတယ်။ ဒါအပြင်ဒေါအောင်ဆန်းစုကြည်ရဲ့တားငယ်မစ္စတာကင်မခေါ်ဦးထိန်လင်းဦးဆောင်တဲ့မွေးနေ့ဆုတောင်းစကားပြောခြင်းအစီအစဉ် Happy Birthday ဆုဗီဒီယိုချက်လက်မှာလည်းလူမှုတရက်လုံးနဲ့ပြည်တွင်းပြည်ပကနိုင်ငံသားအပေါင်းတို့အပြည့်အဝပူပေါင်းပါဝင် ပေးကြဖို့ကိုလည်းမြစ်တာရက်ခံတိုက်တွန်းတယ်လို့လည်းထုတ်ပြန်ချက်ထဲမှာဖော်ပြထားပါတယ်။လူမှုခေါင်းဆောင်ဒေါအောင်ဆန်းစုကြည်ကို အကြမ်းဖက်စစ်တပ်ကမတရားဖမ်းဆီးထားတာဟာဇွန်လ17ရက်နေ့အထိရက်ပေါင်း1561ရက်ရှိနေပြီလဲဖြစ်ပါတယ်ရှင်။ ဟုတ်ကဲ့ပါရှင်။ဒါကတော့ရန်ကုန်ခေတ်သစ်ရဲ့မနက်ခင်းသတင်းတွေကိုတက်ဆက်ပေးရပါကြည့်ရှုပေးတဲ့ကျေးဇူးတင်ပါတယ်ရှင်။ကျေးဇူးများပါ။